ော်ပရိသတ်တွေဒါပရီးမီးယားလိပေါ့နော်ဒီနေ့မနေ့ပိုင်းမှာဒါရှင်ပြိုင်ကစားမယ်ဒါပရီးမီးယားလိပွဲစဉ်တွေရေဒီနေ့ညပိုင်းမှာပဲရှင်ပြိုင်ကစားမယ်ဒါပရီးမီးယားလိပွဲစဉ်တွေကိုလည်းဒါဆက်လက်ပြီးတင်ဆက်ပေးကြပါမယ်ဒီပြောမယ်ဆိုရင်ဒါပထမဆုံးပွဲစဉ်တစ်ပွဲပေါ့နော်ဒါရှင်ပြိုင်ကစားဖို့အတွက်ရှိတာကတော့ဒါည 9နိုင်ခွဲချိန်မှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်တွေကြောင်းပရိသတ်တွေပထမဆုံးအနေနဲ့တင်ဆက်ပေးကြပါမယ်။ဒါပထမဆုံးအနေနဲ့ကတော့ Norwich City အသင်းနဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်ရှင်ပြိုင်ကစားဖို့တက်ရှိတယ်။ပြီးတော့ West Brom အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ် Everton အသင်းနဲ့ Stoke City အသင်းတို့ရဲ့ပွဲစဉ် Crystal Palace အသင်းနဲ့ Swansea အသင်းတို့ရဲ့ပွဲစဉ်ပြီးတော့ Watford အသင်းနဲ့ Spurs အသင်းတို့ရဲ့ပွဲစဉ်ဒီကတော့ဒါည 9နိုင်ခွဲချိန်မှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ပြီးတော့ဒီမနက်12နိုင်အချိန်မှာရှင်ပြိုင်ကစားဖို့အတွက်ရှိတဲ့ပွဲစဉ်တွေကိုလည်းဆက်လက်ပြောပြပေးကြပါမယ်။ဒါတွေကတော့အာဆင်နယ်အသင်းနဲ့ဒါဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ဒါမနက်12နိုင်အချိန်မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ပြီးတော့ Manchester United အသင်းတို့ရဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်နဲ့ရှင်ပြိုင်ကစားဖို့အတွက်ရှိတယ်။ပြီးတော့ West Ham အသင်းနဲ့ Southampton အသင်းတို့ရဲ့ပွဲစဉ်ဒါတွေကတော့ ဒါမနေ့ပေါ့နော်ဒီနေ့မနေ့၁၂နှစ်ရှိမှရှင်ပြိုင်ကစားဖို့အတွက်ရှိပါတယ်ပြီးတော့ဒါနောက်နေ့ရှင်ပြိုင်ကစားဖို့အတွက်ရှိတဲ့ပွဲစဉ်တွေကတော့ဒါမနေ့၂နာရီ၅၅မိနစ်အချိန်မှာဒါပြောမယ်ဆိုရင် Leicester City အသင်းနဲ့ Manchester City အသင်းတို့ရဲ့ပွဲစဉ်ရှင်ပြိုင်ကစားဖို့အတွက်ရှိပါတယ်ပြီးတော့ဒါဒီအဲ့နေ့မှာပဲဒါရှင်ပြိုင်ကစားဖို့အတွက်ရှိတာကတော့ Sunderland အသင်းနဲ့ Liverpool အသင်းတို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်ကဆိုရင်ဒါမနေ့၂နာရီနဲ့၅၅မိနစ်အချိန်မှာဒါရှင်ပြိုင်ကစားမယ့်ပွဲစဉ်တွေရှိပါတယ်ဒါတွေကတော့ပြည်သက်တွေကိုဒါဒီနေ့ညနေမနေ့အစောပိုင်းမှာရှင်ပြိုင်ကစားဖို့အတွက်ရှိပြီးပွဲစဉ်တွေကိုဒါပြည်သက်တွေကိုတင်ဆက်ပေးကြဖြစ်ပါတယ်ခင်ဗျာ